ာမနီနိုင်ငံ Frankfurt မြို့မှာဆိုတော့ဆာဝါဟာသူ့ရဲ့တာလီ job နဲ့သူကစားကွင်းတစ်ခုမှာရှိနေတော့ကောင်းကင်ပေါ်မှာ helicopter တစ်စီးပြန်တန်းနေတာကိုကြားလိုက်ရပါတယ်ထူးဆန်းတာကဒီအတန်ကြောင့်ပဲသူ Africanistan မှာစစ်စင်တာဝန်ထမ်းဆောင်ခဲ့တော့ကဖြစ်ရစိုးရပြန်ပေါ်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲကောင်းလေးတယောက်ကသူ့တငယ်ရှင်လေးနဲ့ပြဿနာဖြစ်နေကနေဇာဝစီကိုဝင်သွမိခဲ့တဲ့အတွက်သူမကသူ့ကိုပြန်သွန်းထုတ်လိုက်ပါရင်ဒါဟာရံပွဲတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့သူကလည်းအလွယ်တကူပဲအဲ့ဒီကောင်းလေးရဲ့မျက်နှာကိုထိုးလိုက်မိပါရင်ဒါပေမဲ့သူ့သားလေးကိုမြင်တော့သူဘာလုံးနေမိမှတတိယသွားခဲ့ပြီးကောင်းလေးကိုထားခဲ့ကတောင်းပန်ခဲ့ပါရင်ဒီလိုနဲ့နေ့အနေငယ်ကြမှာတော့ဇာဝဟာသားလေးကို အလုံးအင်တာဗျူးတစ်ခုစီခေါ်တွိုင်းနေပဲသူ့ရဲ့ဖုန်းထဲကအကြောင်းကြားချက်တစ်ခုကိုရရှိခဲ့ပါပြီနားထောင်ကြည့်လိုက်တော့သူကစုံစမ်းရေးတင်ထောက်တဲ့ရောက်လို့မိတ်ဆက်ပြီးအာဖရိကန်နစ္စတန်မှာသူ့စီကဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အချက်အလက်အသစ်တွေရရှိထားတဲ့အကြောင်းပြောပြခဲ့ပါပြီ သူ email ကနေဗီဒီယိုတက်တီဝီပို့ထားပြီးတော့ကြည့်ပြီးတာနဲ့အကြံပြုချက်တွေကိုပေးဖို့စောင့်နေမယ်လို့ပြောပါရင်ဆာဝါဟာအဲ့ဒီဗီဒီယိုကိုစာကြည့်လိုက်ပြီးမယ်ဘာမှနားမလည်တော့ baby ကိုကြည့်မိရကနေသူ့ရဲ့ตาလေးပျောက်သွားတာကိုသတိထားမိခဲ့ပါရင်သူတော်တော်စိတ်ပူသွားခဲ့ပြီးကန်ကောင်းတာကကြော့ဖာဒေါင်းတနေရာမှာရက်နေတာကိုပြန်တွေ့လဲရပါရင်ဆာဝါကตาလေးစီကိုအမြန်ဆုံးသွားပြီးတော့သူ့ရဲ့ဘေးမှာပဲအမြဲနေဖို့မှာပါရင်သူဆုံးရှုံးမှာကိုစိုးရိမ်နေခဲ့တာပါ မင်းနဲ့အနေငယ်ကြမှာပဲသူတို့ဟာအမေရိကန်ကောင်စီဝန်ယုံအဆောက်အဦကိုရောက်လာခဲ့ပါပြီအမေရိကန်နိုင်ငံမှာလုံရွှေကုမ္ပဏီတစ်ခုမှအလုပ်ရထားတာကြောင့်အဲ့ဒီကိုတွားပြီးတော့အလုံးဆက်လုပ်ဖို့နဲ့သူ့သားလေးကိုသူ့အဖေရဲ့မိသားစုနဲ့နှီးအောင်ခေါ်လာတာဖြစ်ပါတယ်သူ့အဖေကလည်းအမေရိကန်တယောက်ဖြစ်ပြီးတော့အာဖရိကန်နေစတန်မှာစစ်စင်ရေးတာဝန်ထမ်းဆောင်နေတဲ့အချိန်တည်ဆုံသွားခဲ့တာပါသူအခုထိဆုံးရှုံးမှုကိုကုစားမရသေးပေမဲ့တတ်နိုင်သမျှဆက်လက်ရှင်းတန်းနေခဲ့ပါတယ် ဇွဲစတန်းတွေဖြည့်ဆွတ်ပြီးတော့သူတို့လေရင်ကိုစောင့်နေတော့ job ဆက်တိုက်ကစားနေတာကြောင့်သူကိုကလေးဆောင်စီခဏခေါ်ထွားလိုက်ပြီးဆဝါကတော့လေရင်ခီးစင်တဲ့ဘက်ကိုဟော်ခမ်းမှာစောင့်ပြီးနားထောင်နေခဲ့ပါရင်နောက်ဆုံးလေရင်ခီးစင်ကြင်ညာတဲ့ခါမှာတော့ဆဝါအမြန်ဆုံးပြန်ပြေးသွားခဲ့ပြီးဒါလေးကိုခေါ်ဖို့ကစားကွင်းကိုတွားပြင်မဲ့ job ကိုမတွေ့တော့ပါဘူး baby ကိုလိုက်ရှာကြည့်ပြီးသူ့ရဲ့နာမည်ကိုခေါ်ကရှာဖွေခဲ့ပြီးမဲ့ဘာမှကိုမရှိပါဘူးအခုစတော့သူဟာစိတ်ထိန်လို့မရတော့ဘဲနဲ့လုံချုံအဖွဲကိုအကြောင်းကြားပါရင်သူ့ရဲ့ဒါလေးယုံခံတွေ့ရတဲ့အထက်က ဒါကခုမှရှိနေနိုင်တယ်လို့ပြောပါရင်လုံခြုံအဖွဲ့မှာအခန်းတွေကိုရှာခွင့်မရှိတာကြောင့်ဆာဝါကိုမစ္စတာကင်စီခေါ်တော့ပါရင်သူကဒေတာဆိုင်ရာလုံခြုံအကြီးအကဲမှာသူကဆာဝါအတွက်ယုံခန့်တွေကိုဖွင့်ပေးပြီးတော့တားလေးကိုလိုက်ရှာနေအောင်လုပ်ပေးပေမဲ့အခန်းအများကြီးကိုစစ်ဆေးပြီးတော့မှသူ့ရဲ့တားလေးကိုမတွေ့ပါဘူးဆာဝါကငိုပြီးတော့သူ့ရဲ့တားလေးကိုမိနစ်အနည်းငယ်ထားခဲ့ပြီလို့ကိုကိုကအပြစ်တင်နေခဲ့ပါရင် မစ္စတာကင်ကသူ့သမီးလေးနဲ့ပတ်သက်တဲ့ဆက်လက်တစ်ခုကိုပြောပြပြီးစာဝါကိုစိတ်သက်သက်ရရအောင်လုပ်ပေးပါရင်ပြီးတော့တာလီကိုရှာတွေ့အောင်ကူညီမယ်လို့ကတိပေးပါရင်လုံချွေအဖွဲတစ်ခုလုံးကိုအဆောက်အဦရဲ့တောင်းတိုင်းမှာကလေးအားရှာဖို့အတွက်ပေးလိုက်ပြီးမဲ့ဘာမှကိုမတွေ့ပါဘူးစာဝါဟာအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ကိုတွေးခဲ့တာတတိယပြီးတော့သူတို့စီမှာသူ့ရဲ့တာလီပျောက်ဆုံးမှုနဲ့ပတ်သက်ချက်များရှိနေမလားလို့ထင်သွားခဲ့ပါရင်သူကကင်ကိုသူ့ရဲ့အနောက်ကတခါအဖွင့်ပြီးပို့တောင်းပန်ပေးမဲ့သူကငင်းလိုက်ပါရင် အဲ့ဒါကလုံချွေးအစစ်မြစ်ဧရိယာဖြစ်နေလို့ပါကင်ကစာဝကိုသူ့ရဲ့ယုံခန်းစီခေါ်သွားလိုက်ပြီးသူ့ရဲ့အလောကန်ရာဇဝင်ကိုကြည်ရကနေသူဟာစစ်မှုထမ်းအောင်တယောက်ဖြစ်တဲ့ကြောင့်တိသွားခဲ့ပြီးတော့သူ့ရဲ့ဝန်ဆောင်မှုအတွက်ဂျေဆုတင်တဲ့ကြောင့်ပြောပြပါရီလုံချွေးအရာရှိတယောက်ဖြစ်တဲ့ဒိုနိုဗန်ကစာဝကိုဒီမနဲ့သူ့တယောက်ထဲပဲအဆောက်အဦအထဲကိုဝင်လာတယ်လို့ပြောပြပါရီစာဝကဒါဟာလိမ့်ညာနေတာလို့အခိုင်အမာပြောပြီးတော့သူ့သားလေးနဲ့အတူလာခဲ့တာတေချာပါတယ်လို့အတည်ပြုပါရီ ဒိုနိုဗန်ကဒီကနေ့ဝင်ရောက်ခဲ့သူစီးရင်ကိုထုတ်ပြပေးမိတယ်။သူ့ရဲ့နာမည်ပဲပါနေခဲ့တာပါ။သူကဒီစီးရင်ဟာမန်ကန်တယ်လို့မယုံနိုင်ပဲသူ့ရဲ့သားလေးဟာဟော်ခန်တယ်မှာစော့ကစားနေခဲ့ပြီးလူဝင်နဲ့တော့မှတွေ့ခဲ့တဲ့ကဒိုနိုဗန်ကိုလည်းတွေ့ခဲ့သေးပါတယ်လို့ပြောပေမဲ့သူကငင်းဆန်ပါရင်းဆာဝါကခင်မီစောင့်ကြည့်ကြည့်ရှုကင်မရာဝေကတကခုကိုရိုက်ကူးမိလိမ့်မယ်လို့ဆိုပေမဲ့ဒိုနိုဗန်ကတော့ဆာဝါတယောက်တည်းကပဲကောင်စီဝင်ယုံတဲ့ကိုဝင်လာတာတွေ့ရတဲ့အကြောင်းပြောပြပါရင်း ဒါကြောင့်ဆဝါကဂျာမန်ရဲစခန်းကိုဖုံးဆက်ပြီးသူကလေးပျောက်ဆုံးမှုကိုအကြောင်းကြားဖို့အတင်းကျပ်ဖိအားပေးခံရပါသည်ဂျာမန်ရဲတွေကဒီအကြောင်းကြားသိသွားခဲ့ပေမဲ့ကောင်စင်ဝန်ယုံဟာနယ်မြေစိုးမိုးခွင့်အထူးရရှိထားတဲ့အသောဦးဖြစ်တာကြောင့်ဂျာမန်ရဲဝေအနေနဲ့အထဲကိုဝင်ခွင့်မရှိတဲ့အကြောင်းရှင်းပြပါသည်အခုစတော့ဆဝါဟာအသောဦးအပြင်ကိုထွက်လာပြီးသူရဲ့ကိစ္စဝေကိုစီစဉ်ပေးမယ်လို့ပြောပါသည်ဆဝါငင်းဆန်ပြီးတော့သူတခါအပြင်ထွက်သွားမယ်ဆိုရင် ပြန်ဝင်ခွင့်ရမှာမဟုတ်ပဲနဲ့သူ့ရဲ့ဒါလေးကိုလည်းရှာဖို့အတွက်အခွင့်အရေးရမှာမဟုတ်တဲ့အကြောင်းထောက်ပြပါရင်းဆက်ပြောလို့ထွက်ပေါက်မရှိတော့ကိုမြင်တော့ဆာဘာဖုန်းချလိုက်ပြီးရုံခန်းကနေထွက်ခွာရန်စူးစမ်းရင်းနဲ့ပဲကင်ကသူ့ကိုမြင်အပေါ်ဖမ်းလဲချပါရင်းထိုင်နေပြီးကြာမှန်ရဲဝေလာခေါ်တဲ့အထိစောင့်ဖို့ဖိအားပေးခံရကဆာဘာကိုဒိုနိုဗန်နဲ့ထားခဲ့ပါရင်းဒါပေမဲ့သူ့ဖုန်းတစ်ခုရပြီးတော့အလင်းစလို့ထွက်သွားတော့ကိုအခွင့်ကောင်းယူပြီး ဆာဝါဟာတော့ပတ်ဖွင့်လိုက်ပြီးတော့ယုံခန့်ကနေထွက်ပြေးဖို့တကားကိုဖွင့်လိုက်ပါလိအာဇာဦးလုံရွှေကနေမဖမ်းမိစေဖို့ပဒင်းပေါက်ကနေခုံကြောကတခြားတစ်ဖက်ကိုခုံဖို့ကြိုးစားပေမဲ့မြေပေါ်ကိုပြုတ်ကျတော့ပါလိလူဝင်ပေါက်ကနေဝင်ပြီးတခြားသောစင်းကြံတစ်ခုကနေစဉ်အာဇာဦးအထဲကိုဝင်ကာအဲ့တဲ့အခန်းတဲ့ကိုဝင်ရောက်ခဲ့ပါလိအဲ့ဒီမှာနိုင်ငံရေးခုံလုံခွင့်တောင်းခံထားတဲ့ရုရှားအမျိုးသမီးတယောက်ဖြစ်တဲ့အီရီနာကိုတွေ့ခဲ့ပါလိဆာဝါဟာဖမ်းဆီးခံရရှိမရှိပဲအာဇာဦးအတွင်လဲ့လဲ့တွာလာနေတာကိုတွေ့တော့ အီရီနာကိုရိုင်းကလည်းအဆောက်အဦကနေထွက်ခွာဖို့ကူညီပေးမယ်ဆိုရင်ဆာဝါကိုကူညီပေးမယ်လို့ကန်လန်ပါရီဆာဝါအဆောက်အဦအတွင်လဲလဲနေတဲ့တရင်ဟာကောင်စင်ဝန်ချုပ်ဒေဘိုရာစီကိုရောက်သွားခဲ့ပါရီဆာဝါရဲ့ဖိုင်ကိုလေ့လာပြီးတော့ကောင်စင်ဝန်ချုပ်ကသူ့ကိုချက်ချင်းဖမ်းဆီးဖို့လိုလားပေမဲ့ကင်ကအဲ့ဒီလိုမျိုးမလိုအပ်ပါဘူးလို့ငင်းဆိုပါရီသူ့ကိုဖမ်းဆီးမယ်ဆိုရင်စစ်သားတယောက်အနေနဲ့သူ့ရဲ့ကုန်တိခါကိုထိခိုက်စေလိမ့်မယ်လို့ပြောပြီးတော့ကင်ဂရိုင်းကင်တွယ်ပါမယ်လို့အတည်ပြုပါရီဆာဝါကအစာဦးကနေတစုံတယောက်ကိုခိုးထုတ်ဖို့ ုံလောင်ယုံကနေပဲဖြစ်နိုင်တယ်လို့ကောက်ချက်ချပြီးတော့သူ့ရဲ့တန်တရားဖြစ်မိတာကအစောပိုင်းမှာအိတ်နဲ့တေဆောင်နေကြတဲ့လူနည်းအောင်အကြောင်းပဲဖြစ်ပါရင် သူကအဆောင်တယောက်ကိုအနံ့ယူခဲ့ပြီးသူ့ရဲ့ဂီကတ်ကိုယူဖို့ကြိုးစားတဲ့အခါမှာအဆောင်ဦးအတွင်လွတ်လပ်စွာသွားလာနိုင်ဖို့အခွင့်အရေးရခဲ့ပါတယ်။သူတို့နှစ်ယောက်တီးတန့်အခန်းတစ်ခုတည်းကိုရောက်သွားခဲ့ပြီးတော့ဆာဝါကတူလောင်ယူယူနစ်တစ်ခုမှာအစောပိုင်းကသူမြင်ခဲ့တဲ့လူနှစ်ယောက်လဲလှယ်ခဲ့တဲ့အိတ်အဖို့ကတင်ကေတာနဲ့ဆင်တူတဲ့အမတ်အသားဝေကိုတတိထားမိခဲ့ပါတယ်။တော့ကတ်ကိုချိုးဖြတ်ပြီးအိတ်ကိုဖွင့်တဲ့အခါမှာမွေးရဲ့ဇေဝဝေကိုတွေ့ရှိပြီးတော့သူတို့ဟာမွေးရဲ့ဇေဝမောင်ခုံတမဝေပဲလို့တိလိုက်ရပါတယ်။အိတ်နဲ့အတူအဲ့တဲ့အခန်းကိုပြောင်းလာခဲ့ပြီးတော့ဆာဝါကသူ့ရဲ့သားလေးဟာသူ့ရဲ့ပစ္စည်းလဲလှယ်နေတာကိုတွေ့မြ ြင်ခဲ့တာကြောင့်ပေါက်ချားမှဇွေပြီးသူ့ကိုလဲစားဖျောက်ဖို့ခေါ်ဆောင်သွားတာလားလို့ထင်သွားခဲ့ပါရီအခုတော့ဒီတန်တရားနဲ့ဆဝဟာအာနာပိုင်နေနဲ့တွေ့ပြီးတော့မွေးရဲစေဝါကိုအနံဖို့လိုရှင်ပေမဲ့အီဗီနာကသူ့ကိုတားမြစ်လိုက်ပါရီတကယ်လို့များအဲ့ဒီလိုလုံလိုက်မယ်ဆိုရင်အဇာဦးကနေပဲလို့မှထွက်မသွားနိုင်တော့ဘူးလို့တတိပေးပါရီသူတို့နေရာစကားအငင်းခုဖြစ်နေတဲ့အချိန်မှာပဲတခါခေါက်တန်တစ်ခုကြားလိုက်ရလို့စကားစပြတ်သွားပါရီ အီဝီနာကတွဲရောက်စစ်ဆေးကြည့်လိုက်တဲ့အခါမှာရုရှားလူသတ်သမားနှစ်ယောက်တခါပေါက်ကနေဝင်ရောက်လာခဲ့ပြီးသူ့ကိုတိုက်ခိုက်ကြပါရီကန်ကောင်းတာကဆာရာဟာအနားမှာရှိနေခဲ့တာကြောင့်သူကလည်းတယောက်ကိုစတင်တိုက်ခိုက်လိုက်ပါရီဒါပေမဲ့မျက်နှာကိုထိုးခံလိုက်ရတဲ့အတွက်သူ့အသိကဖြစ်ရက်တွေကိုပြန်ပြီးမီးအောင်ခဲ့ပါရီဆာဝါအမြန်ဆုံးပြန်ထလာခဲ့ပြီးသူ့ရဲ့တိုက်ပွဲကျွမ်းကျင်မှုကိုအတုံးချကပထမလူကိုလဲချလိုက်ပါရီအီဝီနာကလည်းယာယီမီးလောင်တိုက်တစ်ခု ဖန်တီးပြီးတော့တခြားလူတယောက်ကိုမီးရှို့လိုက်တဲ့အတွက်ဆာဝါအဲ့ဒီလူကိုဖမ်းချုပ်ခဲ့ပါရီအီဝီနာကိုဆက်လိုက်ဖို့ကြိုးစားနေတော့ ါပါကဒိုနိုဗန်ရဲ့ထောင်ချောက်အထည်မိသွားခဲ့ပြီးအေးစီအထိုးခံရတဲ့အတွက်တတိလေသွားခဲ့ပါရင်ဆာပါနိုးလာတဲ့ခါမှာတော့သူ့ကိုယ်သူဂဒင်တစ်ခုအပေါ်မှာရှီနောင်ခံထားရတာကိုတွေ့လျက်ရပါပြီးချက်ချင်းပဲသူဟာအီဝီနာနဲ့စုံတွေ့ခဲ့တာအပါအဝင်အရာအလုံးကိုဒေဘူရာအားရှင်းပြခဲ့ပါရင်ဒေဘူရာကဆာပါရဲ့အမိကဖုန်းဆက်ပြီးဆာပါစီမှာထင်အောင်ထင်မှားမှုဖြစ်စေတဲ့ယောဂါရှိတဲ့အကြောင်းတရင်ပို့ခဲ့တယ်လို့ပြောပါရင်ဆာပါသူ့ရဲ့သားလေးရှိနေခဲ့တဲ့ဆိုတာနဲ့အီဝီနာနဲ့စုံခဲ့တဲ့ဆိုတာကတကယ်မဖြစ်ခဲ့ပါဘူးလို့ဆိုပါရင်ဆာပါကဒါဝေကိုမယုံ မင်းနဲ့အ ਨੇ ဆုံးကင်မရာအထောက်အထားဝေးကိုတောင်းဆိုပြီးသူပြောတာအမှန်ဖြစ်တဲ့အကြောင်းတက်တီပြရှင်နေခဲ့ပါရီကင်ကကင်မရာမှတ်တမ်းတွေကိုပြတဲ့အခါမှာဆာဗာတယောက်ထဲအဆောက်အအုံအထဲမှာလမ်းလျှောက်နေတာနဲ့ လုံချုံရဲဝန်ထမ်းတယောက်ကိုရိုက်နှက်နေတာပဲပါခဲ့ပါရီဒေဘိုရာကဆာဝါဟာစိတ်ကူးရင်နေတာဖြစ်နိုင်တဲ့အကြောင်းအကြံပြုပြီးမနေ့ဖြန်မှာဂျာမန်ရဲဝေရောက်လာပြီးတော့အရာအလုံးဖြည့်ရှင်ပေးလိမ့်မယ်လို့ပြောကဆာဝါကိုပြန်ပြီးထိန်းချုပ်လိုက်ပါရီဒုတိယအကြိမ်နိုးလာတဲ့ခါမှာတော့အီဝီနာကဝန်ထမ်းတယောက်လိုမျိုးဟန်ဆောင်ပြီးဆာဝါကိုလူမြောက်အောင်ကြိုးစားနေတာဖြစ်ပါရီဆာဝါဟာသူ့ရဲ့အာယုံခံစားမှုကိုတန်တရားဝင်ပြီးတဲ့အတွက်အီဝီနာကတကယ်အမှန်ရှိသလားဆိုတာကိုမေးပါရီသူအမှန်တကယ်ရှိတဲ့အကြောင်းတက်တည်ပြဖို့အီဝီနာဟာသူ့ရဲ့အသိအကြောင်းပြောပြပါရီတစ်ချိန်လုံးကသူတို့ဟာဘီလာ ရုနိုင်ငံမှာအချမ်းသာဆုံးမိသားစုတစ်ခုဖြစ်ပါရင်းသူ့အဖေဟာငွေကြေးခဝချမှုရီမှာပါဝင်ခဲ့တဲ့ထင်ရှားတဲ့ရာဇဝတ်သားတယောက်ဖြစ်ပြီးတော့အစိုးရအရာရှိတယောက်လည်းဖြစ်ခဲ့ပါရင်းသူ့အဖေပါတီပြောင်းသွားတဲ့အခါမှာအရင်အုပ်စုဝေကကြောက်လန့်သွားခဲ့ပြီးနောက်ဆုံးမှာသူ့အဖေကိုတတ်ပြစ်ခဲ့ပါရင်း တကယ်လို့များ CIA ရဲ့အကူအညီနဲ့သူမင်းမျိုးကအမေရိကန်တန်ယုံကိုမရောက်ခဲ့ဘူးဆိုရင်တော့သူကလည်းအသက်ခံရမှာအသေးအချာပဲဖြစ်ပါရင်သူဝက်ထားခဲ့တဲ့တင်းအချက်လက်တင်းဆဲထားတဲ့ digital ကျိုးမှာတက်တဲ့အထောက်ထားအလုံးပါဝင်ပြီးတော့ရုရှားထောက်လှမ်းရေးဌာနကအဲ့ဒါကိုပြန်လို့ရှင်းနေခဲ့ပါရင် အခုဆိုရင်တော့သူဟာလအများစွာကြောင်ဒီနေရာမှာပြိမိနေခဲ့ပြီးမကြသေးခင်ကဒိုနိုဗန်သူ့စီကိုနိုင်ငံကူးလက်မှတ်လာတောင်းတဲ့အခါမှာတကခုမားနေတယ်ဆိုတော့သူတီးခင်ပါရင်ကင်မရာမှတ်တမ်းတွေကြောင့်ဆာဝါကအခုချိန်ထိအီဗီနာကိုတကယ်မဟုတ်ဘူးလို့ထင်နေတည်တဲ့အတွက်အီဗီနာကသူ့ကိုယ်တူထိခိုက်နာကြအောင်လှုပ်ပြပြီးတကယ်ရှိတဲ့အကြောင်းတက်တည်ပြရပါရင် ဆာဝါဟာအီဝီနာကိုတားလိုက်ပြီးတော့ခင်မီနောက်ရောက်ခံကင်မရာဝေမတွေ့မိစေဖို့ပဒင်းပေါက်ကနေတစင်အခန်းကနေထွက်ခွာလာခဲ့ကြပါရင်သူတို့လုံးဂျားထဲကိုဖျက်တမ်းပြီးတော့ဘယ်တူးမှတတိမထားမိတဲ့အထိရောက်ရှိလာခဲ့ကြကနောက်ဆုံးအစည်းအဝေးခမ်းမတစ်ခုကိုရောက်ရှိလာပါရင်အီဝီနာဟာသူတို့ရဲ့အင်တာနက်ချိတ်ဆက်မှုကနေတစင်ကောင်စီဝင်ယုံထဲကိုစာတူပို့နိုင်ခဲ့ပြီးမွေးရစေအိတ်ကြီးပိုင်ရှင်ကလာယူမယ်လို့မျှော်လင့်ခဲ့ပါရင်မကြခင်မှာပဲဂျူမော့စီကအကြောင်းကြားချက်တခုရရှိခဲ့ပြီးသူတို့အသွေးဆောင်ဖို့အတွက်ခေါ်ဆိုခဲ့ပါရင်သူတို့ကဘယ်သူမှမထင်မှတ်မဲ့နေရ ဖြစ်တဲ့ဇာတောက်ဆိုင်မှာတွေးဆဖို့တဘောတူလိုက်ကြပါလိမ့်။မွေးရစီဝါပိုင်ရှင်နဲ့တွေးတဲ့အခါမှာသူ့ရဲ့ပစ္စည်းကိုရမယ်ဆိုရင်တော့ဆာဝါရဲ့တာလီဘယ်မှာရှိတယ်လဲဆိုတော့ကိုခေါ်ပြမယ်လို့ဂတိပေးပါလိမ့်။အဲ့ဒီအခါမှာဆာဝါကတော့တကကုမာနေတယ်ဆိုတော့တတိထားမိပြီးသူ့လိမ့်နေတယ်သူ့တာလီဘယ်မှာရှိတယ်လဲဆိုတော့ကိုမတိဘူးလို့ကောက်ချက်ချပါလိမ့်။ဒါကြောင့်သူ့ ID ဝန်ထမ်းတယောက်အနေနဲ့လုံခြုံအစစ်မြစ်ရှိတဲ့အတွက်သူ့တာလီကိုရှာဖို့ကုညီပေးရန်တောင်းဆိုလိုက်ပါလိမ့်။အဆောက်အအတွင်းပိုင်းပုံစံနဲ့အရာအလုံးကိုဝင်ရောက်ခွင့်ရှိတဲ့ဂီကတစ်ခုလိုအပ်တယ်လို့ပြောပြီးတော့အိတ်ကိုလည်းပြင်ရမယ်ဆိုရင်ကုညီပေး 不，不要玩哩。 သူက20မိနစ်ကြာရင်တော့အမျိုးသားတန်းစင်ခန်းမှာတွေ့ဖို့ပြောပါရင်အဲ့ဒီအခါမှာပဲစာပါစာတောက်ဆိုင်ရဲ့တခြားတစ်ဖက်မှာကင်နဲ့သူ့သမီးလေးကိုတွေ့လဲရပါရင်ဒါပေမဲ့ကင်ဟာခင်မီစောင့်ကြည့်အခန်းကနေအကြောင်းကြားချက်ရရှိတဲ့အတွက်ဒရော့ကင်မရာအချက်ပြမှုကိုစစ်ဆေးဖို့ခေါ်သွားခဲ့ပါရင်သူ့အမြန်ထွက်သွားတဲ့အခါမှာသမီးလေးရဲ့ walkie talkie ကိုမိကြံခဲတာကိုတတိမထားမိလိုက်ပါဘူးအမျိုးသားတန်းစင်ခန်းမှာ ID ဝန်ထမ်းကစာပါကိုသူတို့စာပါအထဲကိုမဝဲတစ်ခုထည့်တွင်ထားပြီးဖြစ်လို့ကင်မရာဝေးပြန်မလာခင်တနအီလောက်သူတို့လိုအပ်တာလုပ်နိုင်ကြောင်းပြောပြပါရင်သူကဂျန်ခင်ပုံ ံစံနဲ့ကီကတ်တွေကိုပေးလိုက်ပြီးဒရော့ကလည်းအိတ်ကိုပြန်ပေးလိုက်ပါရင်ဆာဝါဟာသူ့ရဲ့ကီကတ်ကိုဘယ်လိုရသွားတာလဲဆိုတာအထက်အရာရှိတွေကိုရှင်းပြဖို့လိုတဲ့အတွက်ဆာဝါကသူ့ကိုတိုက်ခိုက်ပြီးလူယူသွားတယ်လို့မျိုးထင်စေဖို့သူ့ကိုထိုးပြပါရင်ဂျော့ကိုရှာဖို့အတွက်အနည်းဆုံးလမ်းကြောင်းကဒိုနိုဗန်ဖြစ်တဲ့အတွက်သူတို့နှစ်ယောက်သူ့ရဲ့ရုံးခန်းကိုဥတီပြီးသူ့ကိုမိသားကိုစတင်စစ်ဆေးပါရင်ဆာဝါကောင်းစင်ဝယ်ရုံးစီဘယ်လိုမျိုးရောက်လာခဲ့တာလဲဆိုတဲ့အသေးစိတ်အချက်အလက်တွေပါဝင်တဲ့ဖိုင်တွေတစ်ခုကိုတွေ့တော့သူတို့အန်အော်တာခဲ့ပါရင် အရာအလုံးဟာအစကတည်းကစီစဉ်ထားပြီးသားဖြစ်နေခဲ့ပါလိမ့်သူတို့ကောင်စီဝင်ယုံကအစ်မြဝန်ထမ်းတွေရဲ့နောက်ကြောင်းကိုစစ်ဆေးဖို့ဆုံးဖြတ်ပြီးကင်မာအာဖရိကန်နစ္စတန်မှာတိုက်ပွဲဝင်ခဲ့မှုတဲ့စစ်တပ်အရာရှိတယောက်ဖြစ်တဲ့အကြောင်းနဲ့ပါကစ္စတန်နိုင်ငံအစ္စလာမဘတ်မြို့မှာဒိရဆိုင်ရာကျွမ်းကျင်သူဖြစ်ခဲ့တဲ့အကြောင်းလေးလာသိရှိရပါလိမ့်ဒါဆိုရင်တော့အစကသူရရှိခဲ့တဲ့ဗီဒီယိုဟာသူ့ကိုတကခုပြောကြားဖို့အတွက်စူးစမ်းနေတာဖြစ်နေပါလိမ့် ဆဝကလည်းပုံမှန်ရှင်းလင်းမှုရရှိစေဖို့အစကတည်းကဗီဒီယိုပို့ပြီးခဲ့တဲ့တရင်ထောက်ကိုဖုံးဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တရင်ထောက်ကကင့်မှာအကျင့်ပြတ်ချစားတဲ့ကျွမ်းကျင်သူဖြစ်ပြီးတော့သူ့ကိုရာဆုံးမှုတွေအတွက်ဖမ်းဆီးဖို့စ조사တိုင်းပြန်လို့မြောက်သွားတယ်လို့ပြောပါတယ်။အခုစင်တော့သူ့ရဲ့တရင်ရင်းမြစ်ကကင့်မှာအာဖရိကန်နစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုအတွက်တာဝန်ရှိပြီးစာပါရဲ့ခင်မွန်အပါဝင်စစ်သား6ယောက်ရဲ့တိုက်စုံမှုအတွက်တာဝန်ရှိတယ်လို့ဆိုပါရီးသူတို့စကားပြောနေတဲ့အချိန်မှာပဲဒိုနိုဘန်ဟာယုံခန်းစီလာနေတာကိုတတိမထားမိကြပါဘူးဒါကြောင့်ကင်မနဲ့အကြံဖက်ဓမ္မတရားအတူရှိနေတဲ့ ပုံရှင်တဲ့ screenshot တခုကိုအမြန်ဆုံး download လုပ်ပြီးတော့ server က Donovan ကိုတိုက်ခိုက်ကရုံခန့်ကနေထွက်ပြေးလာကြပါလိမ့် Donovan ကသူရဲ့အနောက်လိုက်လာပြီးမြဲ Constantine ရုံရဲ့ခေါင်းမိုးပေါ်ကိုခေါ်သွားတဲ့အပေါက်ကနေထွက်လာနိုင်ခဲ့ပါလိမ့် Evina က Islamabad ဖြစ်ရတဲ့ promotion လေးနဲ့ပုံကိုထုတ်ယူပြီးတော့ server ဟာ African Nation မှာတိုက်ပွဲဖြစ်စဉ်အတွင်း game နဲ့အတူရှိခဲ့တဲ့လူတယောက်ကိုမြင်ဖူးတဲ့အကြောင်းပြန်လည်သတိရလာခဲ့ပါလိမ့် ဒါပေမဲ့အဲ့ဒီလူဟာတေဆုံသွားပြီလို့ထင်ထားခဲ့ပါရင်ဆာဝါကအီးမေးလ်ကနေရရှိထားတဲ့သတင်းဟာကင်စီကိုရောက်သွားပြီးသူဟာဆာဝါကိုလိုက်ရှာနေခဲ့ပါရင်ကုံလောင်ယုံမှာဆိုရင်ဆာဝါအီရီနာကိုသူကလက်နက်ကင်စစ်သားဝင်အားအယုံလွဲနေတဲ့အချိန်မှာကုံတင်ကနောက်ဖက်မှာပုံပြီးတော့ကောင်စင်ဝင်ယုံကနေထွက်ပြေးလွတ်မြောက်နိုင်တဲ့အကြောင်းပြောပြပါရင်ဆာဝါဘန်ကားတစီစီပြေးသွားပြီးတော့လူယူနိုင်ဖို့ကြိုးစားလိုက်တဲ့အတွက်အီရီနာကကုံတင်ကားစီကိုရောက်ရှိတွားနိုင်ခဲ့ပါရင်ကံမကောင်းစွာနဲ့ပဲတနတ်တန်ဒီအများကြီးကြောင့် သူ့ရဲ့ဘဏ်ကတိုက်မိသွားခဲ့ပါရင်ဒါကြောင့်အခုစတော့လေဝင်လေထွက်စနစ်အထဲကနေထွက်ပြေးရတော့ပါရင်လုံရှင်းဝင်ထန်းတို့ရှို့ကိုဖယ်ရှားပြီးရနောက်အသက်ပြန်ရှုနေတော့မှပဲကင်ကသူ့ကိုတိုက်ခိုက်ပါရင်သူတို့နေရာရေကူးကန်ထဲပြုတ်ကြမတွားခင်ကင်ကသူ့ကိုအချိန်ချင်းရန်နေပါရင်ကင်မှာသူ့ကိုရင်းနှစ်ပြီးတော့တီးစီဖို့ကြိုးစားပေမဲ့စာဝါသူ့ရဲ့လက်ကနေလွတ်မြောက်ပြီးထွက်ပြေးပါရင်ကင်ကလည်းသူ့ရဲ့အနောက်ကိုလိုက်လာပါရင်စာဝါကကင်မြတ်တနတ်ကိုတွေ့ပြီးတော့သူ့ရဲ့သားလေးဘယ်မှလဲဆိုတာကိုတိရအောင်ကင်ကိုချိန်ရွယ်ပါရင် ကင်ကဆာဝါရဲ့တာလီကိုဖမ်းထားတယ်လို့ဝန်ခံပြီးတော့အခုဆိုရင်ဘေးကင်းပါတယ်လို့ပြောပြပါရီဆာဝါဟာဘာကြောင့်သူ့ရဲ့တာလီကိုပြန်ပြီးဆွဲရတာလဲလို့မေးလိုက်ပြီးအစ္စလာမဘက်ကအကြမ်းဖက်သမားတယောက်နဲ့ကင်မြန်လိုအပ်ကြံစီမှုကိုတရှိထားကြောင်းဖော်ထုတ်ပြောဆိုလိုက်ပါရီ လက်ရှိအခါမှာသူ့သားလေးကိုရှာဝေဖို့အတွက်စိတ်ပူနေခဲ့တဲ့ဆာဝါဟာကင်ကိုတနက်နေ့ရိုက်ပြီးတော့သားလေးကိုတွားရှာပါရီးဆာဝါပြန်လာတဲ့အချိန်၄မိနစ်အလိုမှာသူ့ကိုယ်သူတိတာမှုမရှိအောင်အဝတ်အစားဝေလဲလဲပါရီးသူကအလွယ်တကူလှုပ်ထားတဲ့ဘုံတလုံးကိုဖန်တီးပြီးတော့အဆောက်အဦရဲ့အထက်တစ်ထပ်မှာပောက်ကွဲစီလဲပါရီးဒီပောက်ကွဲတန်ဟာဒေဘိုရာစီရောက်သွားခဲ့ပါရီး ဒါကြောင့်စစ်တပ်လှုပ်ထုံလို့နီးကိုလိုက်နာဖို့အတွက် Kim ကိုအမိတ်ပေးလိုက်တာကြောင့် Kim ဟာသူ့ရဲ့လူတွေကိုစာဝအားရှာဖွေပြီးတွေ့တဲ့နေရာမှာတတ်ဖို့ဆေလွတ်လိုက်ပါရီအစအုပ်အတွင်မှာအယက်သားအလုံးချက်ချင်းဘေးကင်းရာစီကိုရှင်းထုတ်ပြီးတော့စာဝက Kim ရဲ့တမီလေး Elin ကိုတွေ့ရှိခဲ့ပါရီသူကချန်ထားခဲ့တဲ့ walkie talkie ကိုပြပြီးတော့သူ့အဖေကလေးလေးကိုစောင့်ရှောက်ဖို့အတွက်ဆေလွတ်လိုက်တယ်လို့ယုံကြည်အောင်ပြောလိုက်ပါရီ ဆာဝါဟာအီလင်းကိုလုံခြုံတဲ့အခန်းတစ်ခုစီခေါ်သွားပြီးကင်ကိုသူရဲ့တီနီယာအားဖုန်းဆက်အကြောင်းကြားပါရင်းကင်ကလုံခြုံအခန်းထဲသူ့သမီးကိုလာခေါ်ဖို့ပြောပါရင်းသူတို့ဟာလဲလဲမှုတစ်ခုလောက်ရမှာပါ နောက်ဆုံးမှာတော့ Kim ကသူ့ရဲ့ရာဇမွေကိုဝန်ခံရမယ်လို့ဆာဝါကလည်းပြောပါရီးဆာဝါကလည်းဒီလုံရှုံအခမ်းအနားဖြစ်ဆွတ်တမ်မနီနဲ့တိဆောက်ထားတာဖြစ်လို့အထဲကနေပဲဖွင့်လို့ရမယ်လို့ထပ်ပြောပါရီးဘုံခွဲမယ်စင်တော့သူ့တမီလေးထိခိုက်နိုင်တဲ့အန်ဒီရရှိပါရီးဖောက်ဖို့ကလည်းမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုရင်သူတို့ဖောက်ပြီးတဲ့အချိန်မှာအထဲကလေးကုန်သွားပြီးကုညီလို့မရနိုင်တော့ပါဘူး။သူ့တမီလေးအသက်ရှင်တာမြင်နိုင်ဖို့အတွက်သူ့သားလေးကိုပြရမယ်လို့ပြောပါရီးဒေဘိုရာကမင်းကလေးကိုထွက်ခွင့်ပေးဖို့ငြင်းနိုင်ပေမဲ့ ဆာဝါကတော့ငင်းဆန်ပါလေကင်ကသူတို့ကိုဘာဝေဝက်ထားတာလဲဆိုတာသူမသိလို့ဖြစ်တယ်လို့ပြောပါလေဆာဝါကကင်နဲ့စကားပြောပြီးတော့သူ့သားလေးကိုခေါ်ယူပေးဖို့တောင်းပန်ပေမဲ့ကင်ကခေါင်းမာနေစေပါမိန်းကလေးကိုဒဇခန်ဖြစ်ဆက်မထိန်ထားနိုင်တော့တဲ့အတွက်ဆာဝါဟာကင်ကသူနဲ့အတူလုံရှုံအခန်းထဲဝင်လာပြီးစကားပြောမယ်ဆိုရင်သမီးလေးကိုလွတ်ပေးမယ်ဆိုတဲ့အခြေအနေနဲ့ကန့်လန့်လိုက်ပါလေလဲလဲပြီးတော့ဆာဝါကင်ကိုတောင်းပန်နေပဲသူ့ရဲ့လိုအပ်ချက်ကိုလုံရှုံစေဖို့သူအတက်ဆုံးရှုံးနေတော့မှခုမဆိုင်ဘူးလို့ပြောပါလေ သူလိုရှင်တာကသူ့သားလေးကိုလွတ်ပေးပြီးတော့သူ့အမေစီခေါ်တွားဖို့ပဲဖြစ်ပါရီကင်ကအပြင်မှာလူရဲမကြအောင်အင်တာကွန်ကိုပြစ်လိုက်ပါရီကင်မှာဆာဝါကိုတူဒီလောက်အထိရောက်လာမယ်လို့မမျှော်လင့်ထားတဲ့အကြောင်းဖွင့်ရပါရီဆာဝါအမေရိကမှာအလို့ရအောင်သူတို့ပဲစီစဉ်ပေးတာဖြစ်ပြီးတော့ ကောင်စီဝင်ယုံကိုရောက်လာအောင်တွေးဆောင်ခဲ့တယ်လို့လည်းပြောပါရီးဧည့်သည်အခမ်းမှာဆဝါနဲ့အီဝီနာကိုတုတ်တင်ဖို့အတွက်လူတက်တမားနေရောက်ကိုစေလို့လိုက်တဲ့ဒရိုရအစီအစဉ်အတိုင်းအလုပ်ဖြစ်နေခဲ့ပြီးမဲ့ဆရာကိုလူလုံးကျူရှော့တွက်မိခဲ့ပါရီးသူကဆဝါရဲ့အသားကိုပြန်ပြီးဆွဲခဲ့ပြီးတော့သူယူသွတ်နေတယ်လို့ယုံသွားအောင်ကင်မရာကနေဗီဒီယိုဝေကိုဖြတ်ပြရပါရီးဒါဆိုရင်တော့နိုင်ငံရေးခုလုံခွင့်တောင်းခံသူရဲ့တည်ဆုံမှုကိုဆရာအပေါ်ပုံချနိုင်မဲ့ပကတိဒဇက်ခံဖြစ်သွားနိုင်ပါပြီဆဝါကသူထွက်ပြေးနေတော့အာဖရိကန်နစ္စတန်ဖြစ်ရဲ့တခုထဲတော့တက်တည်ဖြစ်တဲ့သူ့ကိုအလွယ်တကူတတ်ပြနိုင် ုင်မယ်လို့ကောက်ချက်ချလိုက်ပါရီ။ဒါကြောင့်သူကစာဝကိုဒီနေရာကိုပထမဦးဆုံးလိုရှင်ခဲ့တာပါ။အေရီနာရဲ့လှုပ်ကြံခံရမှုမှာသူကသာတရားခံဖြစ်အောင်ဖန်တီးဖို့ဖြစ်ပါရီ။ကင်ကစာဝကိုတနက်နဲ့ပြစ်ပြီးတော့သူ့ကိုသူလည်းပြစ်ကတနက်ကိုစာဝရဲ့လက်ထဲထည့်ပြလိုက်ပါရီ။သူကလုံရှုံအခန်းကနေအပြင်ကိုအမြန်ပြေးထွက်သွားခဲ့ပြီးစာဝကသူ့ရဲ့တနက်ကိုလွတ်ယူသွားပြီလို့အော်ဟစ်ပါရီ။ဆာဝါတွေးရအများကြီးထွက်နေတာကြောင့်သူ့ရဘဝတစ်ခုလုံးသူ့ရမျက်စိအထည်ပြောင်းမြင်လာခဲ့ပါရီအာဖရိကန်နေစတန်မှာသူ့ခင်မောနဲ့အတူတူရှိခဲ့တဲ့အချိန်ကိုပြန်လည်တရိယာပါရီ စစ်စင်ရေးဟာစီစဉ်ထားတဲ့အတိုင်းအဆင်ပြေနေပေမဲ့ချောင်းပြီးတိုက်ခိုက်ခံရကသူကလွယ်လို့အားလုံးကအသက်ဆုံးရှုံးခဲ့ပါရီအမန်တကယ်ဆိုတော့သူဟာအရှုံးမပေးပဲတခါပေါက်ကိုအစစ်အစေးမခံရခင်အလင်းအမြရောက်အောင်ကြိုးစားနေခဲ့ပါရီသူကကင်းတဲ့စကားပြောခဲ့တဲ့အရာအလုံးကိုအတန်သွင်းထားခဲ့ပြီးတော့အင်တာကွန်ကနေတစဉ်လူအိုင်းချားနိုင်အောင်ဖွင့်ပြလိုက်ပါရီဒီလိုမျိုးလှုပ်လိုက်တဲ့အတွက်ဒိုနိုဘန်ကထွက်ပြေးသွားခဲ့ပြီးကင်းကရောဖမ်းဆီးခဲ့ကြပါရီကြော့ကိုကဲဆဲဖို့လူတစုကိုဆေလွတ်လိုက်ပြီးတော့ဆာဝါဟာနောက်ဆုံးမှာတော့သူ့ရဲ့သားလေးနဲ့ပြန်လည်စုံစည်းခဲ့ပါရီ ကြည့်ရှုရပါတယ်များအားလုံးကျေးဇူးအထူးတင်ရှိပါခင်ဗျာ